ထိုင်းစကားနဲ့ခန္ဓာကိုယ်စိတ်ပိုင်းလေးတွေကိုလေ့လာကြည့်လိုက်ကြအောင်နော်ပထမဆုံးဦးခေါင်းကိုစီစစီစနောက်တစ်ခုကကျတော့ခွာခွာလို့လည်းခေါ်လို့ရတယ်စီစလို့လည်းခေါ်လို့ရတယ်နော်အဲ့ဒါကျတော့ကျွန်တော်တို့ရဲ့ဦးခေါင်းကို ပြောတာဖြစ်ပါတယ်စပင်ဟူကျတော့ဖုံဖုံဖုံဆိုရင်စပင်ဟူပြောတာပါ မျက်နှာကိုကြတော့နာနာနာလို့ပြောတယ်နော် နာဆိုရင်မျက်နှာပါမျက်လုံးကိုကြတော့တာတာတာဆိုရင်မျက်လုံးဖြစ်ပါတယ်နေရွက်ကိုကြတော့ဟူဟူဟူဆိုရင်နေရွက်ဖြစ်ပါတယ်နှာခေါင်းကိုကြတော့จมูกจมูก จมูกဆိုရင်နှာခေါင်းကိုပြောတာပါတွားကိုကြတော့ fan 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 ဆိုရင်တွားပေါ့နော်ပါးစပ်ကိုကြတော့ park 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 ပေါ့နော်နှာခေါင်းကိုလည်း park လို့ပဲပြောပါတယ်ရှာကိုကြတော့ lean 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 ဆိုရင်ရှာပေါ့နော်အဲ့ဒါခါလုံးပြန်နှားထောင်မယ်ဥကောင်းကို ศีรษะ หัว สมิงโอผมเนหาโอหน้า เมลงโอตาเนื้อโกหูนักงโกจมูก ตัวโกฟันภาษาโก ปากชางโอลิ้น นะครับ แล้วที่คูดจะรอประคองโกลาย ปะคงโอลายก็เปลี่ยนว่าอ๊ะปะคงโอลายนะครับเลบิงโอคอเลบิงโอคอเลบพัวโกมือเลบพัวโกมือเลบมองโกและจะแพลงโอกเนาะและจะแพลงโอแขนแขน และแต่ก่อนเนาะแต่ดาวเซ่โอจะาะคอสอกคอสอก ข้อสกตะดองเสซชิมปะโก นาอก นาอก นาอกชิมปะโกเนาะเล่นยูเล่นยูเล่ชาวจาระนิ้วมือ นิ้วมือ นิ้ว มือเล่ะชาวจงกงหมดสุยหลัง หลัง หลังจงกงปอเนาะไปกูจาระท้อง ท้อง ท้องสอยิงไบ่บ่เนาะบรรพบุรุษจ้ะคาคืสอยิงแสอยคาตีนบ่าวก็จ้ะรอซพพอร์พพอร์พพอรขอว่าดเกาขา ขาดูงกหัวา ဟိုကခါဆိုရင်ဒူကောင်ပေါ့နော် ခြေဖွားကိုကြတော့ထောက်ထောက်ထောက်ဆိုရင်ခြေဖွားပေါ့နော်ကြွက်သားဆိုရင်ကမ်းနือကမ်းနือကမ်းနือဆိုရင်ကြွက်သားပေါ့နော်အယိုးကိုကြတော့ကတူကတူကတူဆိုရင်အယိုးကိုပြောတာပါ